မင်္ဂလာပါ channel msn ပါဒီနေ့မနေ့က UFC fight night အကြောင်းပွဲပြီးသုံးသပ်ချက်ပြောမယ်အာဘရာဇီးမှာလုတ်ခဲ့တာမဟုတ်လို့ဘရာဇီး fighter တွေကိုအဓိကထားပြီးပွဲထုတ်တယ်ဒါပွဲကြုံမှာပြောပြီးသားတွဲတိုင်း12ခုလုံးမှာဘရာဇီး fighter တွေပါတယ်အဲ့ထဲမှာကျွန်တော်တို့တွဲတိုင်းတစ်ခုကိုတော့ဖယ်ရမယ်ဘာကြောင့်လဲဆိုတော့ဘရာဇီး versus ဘရာဇီးဖြစ်နေလို့အဲ့တော့ setup ပွဲမှာဆိုရင်ခုနှစ်ပွဲတည်းတည်းဘရာဇီး fighter တွေကနိုင်တယ်ဆိုတော့ဘရာဇီးမြေမှာထိုးခဲ့တဲ့ပွဲတွေမှာဘရာဇီး fighter တွေအတွက်မစိုးဘူးဆိုတဲ့ရလဒ်တစ်ခုမှာတော့ရှိတယ်အောက်ကြီးပေါက်နေတဲ့ Fred Grey Do လိုမျိုး fighter မျိုးတွေတောင်မှ နိုင်ငံတာတွေတွေ့ရတယ်။နိုင်နေဆိုတဲ့အခါမျိုးမှာလည်းအငင်းပွားပွဲတိတ်ပြီးတော့မရှိတဲ့ပြပြတသားလောက်ထီအောင်ကိုနိုင်ငံတာမျိုးတွေတွေ့ရတယ်။ကျန်တဲ့ပွဲတွေကလည်းအလဲထုံမုံရင်ချုပ်ကွက်သုံးမဟုတ်အမတ်ဆုံးဖြတ်မှာဆိုလည်းတတိတသားထင်းထင်းရှားရှားနဲ့ကိုအသာစီးရယူစွာနဲ့စော့ပြနိုင်ငံတာမျိုးတွေတွေ့ရတယ်။ဆော့ဒီနေ့မနေ့ကလှုပ်သွားတဲ့ USA Final Brazil ပွဲကတော့ Brazil ကစားသမားတွေရော့ ဘရာဇီးကပြည်သက်တွေရောအတွက်ကျင်းနှမှုရှိခဲ့မဲ့ပွဲတွေလို့တော့ကျွန်တော်တို့အကြမ်းမင်းအားဖြင့်တော့သုံးသပ်ထားလို့ရမယ်။ဟုတ်ပြီ။ပွဲ၃ပွဲကိုပြောပြမယ်။အာလူကိန်းရဲ့ဂျိုဝဲအေဗာရက်စ်မနက်ကလိုက်မှာကြီးခဲ့တဲ့လူတွေဆိုတော့ဒါတွေအကုန်လုံးကတော့သိပြီးသားပါ။ကျွန်တော်ပွဲပြီးသုံးသပ်ချက်ပြောတယ်ဆိုတာကလည်းဒါတွေပဲပြန်ထည့်ပြောမှာဆိုတော့ဆိုတော့လူကိန်းဒီအောင်လာလို့ချင်းခီကလီ FC ကနေလာတယ်။အတက်ရတစ်ခုရောက်လာတဲ့အချိန်မှာဗီဆန်တေးလူကိန်းကအရင်ကတော့မတွက်တာတော့ဒါအမှန်ပဲ။ဒါတော့လက်ခံရမယ်။အရင်တော့ဆိုရင်ဝိုင်လက်တီတွေက ကောင်းတယ်ထိကျဆိုတဲ့ပုံစံမျိုးတွေရှိတယ်ဒီဘက်မှာလည်းသူ wireless theory ကတော့ထိုးနိုင်တယ်သို့တော်အရင်လောက်ထိ stat တစ်ခုခြေလန်းတစ်ခုတော်တော်လက်လက်ဆိုတဲ့အနေအထားမျိုးမရှိတော့ဘူး Joel Everest ကတက်လို့ပါရရမှာလူကိန်းထက်သားတယ် grappler တယောက်လည်းဖြစ်တယ်စပိန်နိုင်ငံသားဖြစ်ပြီးတော့ BJJ ပိုင်းဒီ grappling ပိုင်း submission ပိုင်းမှာလူကိန်းထက်အများကြီးမြင့်တယ်ဆိုတော့ဒီလိုပြောလို့ရတယ်ဗျာဘရာဇီးလားတွေက ဒီကျေးဇူးပိုင်ကောင်းနေဆိုမဲ့ဒီပွဲမှာကျတော့ဘရာဇီးကလိုက်ထိုးပြီးတော့စပိန်ဖြစ်တဲ့ဂျိုဝဲကဝင်လုံးရတဲ့အနေအထားမျိုးဖြစ်နေတယ်။နောက်ပိုင်းမှာဒီစတိုက်ကင်ပိုင်းရှင်သွားတာကတော့ဒါတပိုင်းပေါ့နော်။ဗီဇန်တေးလူကင်းရဲ့ဘယ်ဝိုက်လက်သီးတွေကိုဂျိုဝဲကအတိုင်းအတာတစ်ခုထက်တအောင်ကိုညာလက်နဲ့ဘလော့လုပ်ထားနိုင်တယ်။ဒါကြောင့်မဲ့သူဒီပွဲမှာနိုင်သွားတာ။ထိတာတွေကလေးချက်မကအောင်ကိုထိခဲ့တယ်။ဒါပေမဲ့လက်မကျရတဲ့ကြောင့်မို့လို့ဒါဂျိုဝဲအေဗာရက်ကမကျခဲ့တာပေါ့။ဒီပွဲမှာတော့9မိနစ်3ကြီးအချီပြည့်ရှင်းစော့ပြီးတော့ decision မှာတော့ဂျိုဝဲအေဗာရက်ကယူနိုက်တက်မဲ့ decision နဲ့ကိုနိုင်သွားပါတယ်။ โอเคဒုတိယပွဲ Devin Fagreto နဲ့ Monday Jackson ရင်းနည်းနည်းလေးခုံရတယ် Fagreto ရဲ့တပါတော်တော်လေးမြင့်နေဗျ Monday Jackson ကအခုမှ ranking ကိုစဝင်လာတဲ့လူ ranking 15အခုမှစဝင်တာမကောင်းတော့မဟုတ်ကောင်းတယ်သို့တော့တပါဒီကျွန်တော်တို့ကလောက်ယူလို့မရဘူးကိုဘလောက်ပဲတော်တော်ကိုတက်10နဲ့15နဲ့စီနီယာကြနေတဲ့လူတယောက်ရဲ့တပါကိုဘလောက်ပဲပါရမီပါပလေးစေအောင်ရပိုင်းတွင်းလာပိုင်းတွင်းကလောက်ယူလို့မရအောင်ရှင်လို့မရအောင်တပါဒီတပါပဲဒီဘက်မှာ Fagreto အဓိကထားဆော့သွားတာကတပါနဲ့ပဲဆော့တာ ပြီးတော့ပါနန်းမှုပေါ့နော် factory တို့ကကြတော့အဲ့လိုမျိုး risk ကိုအတက်နိုင်ဆုံးနည်းအောင်သူကစော့တယ်ကိုတက် risk အများကြီးတာတယ်ခုနလက်မှကွဲတာတယ်ကစားသမားကိုသူရှင်းထိုးမလား no မထိုးဘူးလက်ထောက်လို့မရတဲ့ jet တစ်ထောက်အကွာဝေးတောင်မှမမီနိုင်လောက်တဲ့ distance တစ်ခုကပဲစော့တယ်ဝင်လုံးနဲ့ထိုးတယ်ထောင်းတယ် submission ဘက်ကိုပြောင်းတယ်မွန်တယ်က submission defense တိတ်တောင်း defense ကောင်းလို့သာမပြတ်တာ သို့တော့ second round မှာတော့တူတင်ကိုတင်ဝိုက်တဲ့ခါမှာမတိမတာလေး fragrate တို့ကတာသွားတဲ့ပိုင်းလေးတော့ရှိတယ်။အဲအဲ့ဒုတိယအခြေကတော့နည်းနည်းအငင်းပွားပွဲဖြစ်တယ်။တတိယအခြေကနေစပြီးတော့သူတို့နှစ်ယောက်ရှင်ဝိုက်တဲ့အခါမှာဆိုရင် dot ဖြင့် မွန်တက်ဂျက်ဆင်ကိုဖရဂရီတိုဘလိုမှရှင်လို့မရအောင်ဒါကတော့သိတာပါလေ physical အရင်းကွာတယ်ဗျာခုနလက်မကွဲဆိုတဲ့ reach အရက်၅လက်မတာတယ်ဆိုတဲ့ lightweight တန်းလောက်မှာရှိတဲ့၅ဘီ7လက်မအရက်ကိုဖရဂရီတိုအနေနဲ့ဒါရှင်လို့မရပညာပိုင်းခဏဖယ်ထားလိုက် physical ချင်းရှင်မယ်ဆိုရင်ဖရဂရီတိုရှင်လို့မရတဲ့အတွက်ကြောင့်မလို့နောက်ဆုံးအချိန်မှာတော့ဖရဂရီတိုနိုင်တယ်တော့တော့3-2ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဖရဂရီတိုကပဲ decision နဲ့နိုင်သွားပါလေ okay final ပွဲ main event ပွဲ ွဲချုပ်မှာမာတက်ကင်မရာကိုကျွန်တော်ကအတိုင်းတိုင်းတစ်ခုထိတော့အထင်ကြီးတယ်ထင်ကြီးရဆိုတာရှေ့ပွဲမှာကျွန်တော်တူပွဲတွေအကုန်တောက်လျှောက်ပြန်ကြည့်တာ6ပွဲလောက်ထိကျွန်တော်ပြန်ကြည့်တယ်ပွဲတစ်ပွဲကိုကျွန်တော်သုံးသပ်တဲ့ခါမှာလက်လန်းမိတယ်လို့ကျွန်တော်6ပွဲထိပြန်ကြည့်တယ်6ပွဲထက်တည်းတော့ကျွန်တော်သိပ်ပြီးတော့မကြည့်တော့ဘူး highlight လောက်ပဲပြန်ကြည့်တယ်ဘာကြောင့်လဲဆိုတော့6ပွဲဝင်းကျင်မှာစော့ထားတဲ့ပုံစံသည်အခုနောက်ဆုံးပွဲမှာထွက်လာမဲ့ game plan ရဲ့80ရာခိုင်နှုန်းလောက်အထိကိုကျွန်တော်တို့ကအကြမ်းဖျင်းခံမှန်းလို့ရတယ်။ဒါကြောင့်မလို့ကျွန်တော်က6ပွဲပဲကြည်တာ။အဲ့ဒီ6ပွဲအတွင်းမှာတော့ Matas Gamro ကအမားအ ਨੇ ဆုံးဆော့ထားတာဂျင်းသေးတယ်။ခင်ဗျားတို့ပြန်ကြည့်လိုက်။အဲ့ဒါတော့ဂျင်းသေးတယ်။ဆိုတော့ဒီလောက်ပါနေတဲ့ကစားသမားက Charles Oliveira လိုမျိုး UFC မှာ submission နဲ့နိုင်ထားတဲ့ record အမြင့်ဆုံးလူတစ်ယောက်ကိုဝင်လုံးမလား။မလုံးနိုင်ဘူးလို့ပဲတွတ်မှာပဲ။ကျွန်တော်လည်းလို့ပဲတွတ်တာပဲ။ဒါပေမဲ့ဘာကြောင့်ခြေဝင်ဆွဲလဲမသိဘူး။ Striking ရှင်တဲ့ခါမှာ ကင်မရာရဲ့ဝိုက်လက်တီဘယ်ဝိုက်ထိပြီးထပ်ပြီးဝိုက်မယ်ဆိုရင်လေအိုလီဗေရာကဝိုက်မှာပဲဘရာဇီးလားအများစုကဘလောက်ပဲ ground တမားဖြစ်ဖြစ်ကို့ရှင်ထိုးရင်ပြန်ထိုးတတ်သေးတယ်မတော်ချီဖြစ်လို့ ground ဘိုင်းရောက်သွားမှတာသူတို့ဝင်လုံးတတ်ကြတယ် submission ဘက်ကိုပြောင်းတတ်ကြတယ်ဒါဒီဘရာဇီးတွေရဲ့ character အဲ့တော့ဒါအောင်မပားနဲ့ဖဲနဲ့ရှင်ထိုးနေတာကိုရနေတဲ့အခါမှာကို6လောက်ပြေးဆွဲတယ်စင်ကလက်ပြေးဆွဲတဲ့အခါမှာ Olivera ကတတရာလေးပဲ defend လုပ်ပြီးတော့ top position ကိုရအောင်ယူပြီးတော့ Omo Patla အနေထားကနေပြီးတော့ဒီ shoulder lock ဆွဲတယ် Kimura ဆွဲတယ် Amber ပုံစံမျိုးတွေဆွဲတယ်အဲ့ဒီမှာနေသူ့ရဲ့လက်က90ခန်းကနှုံးလောက်ထိနာသွားပြီအယုတ်တွေကိုအဓိကထားပြီးတိုက်တဲ့အနေထားမျိုးဆိုတော့ဒီလက်ကတော့ကျင်းသေးတာကတော့မရှုံးရင်တော့မှအဲ့လက်က100%တုံးလို့မရတော့တာတော့ဒါကျင်းသေးတယ်ဆိုတော့ပရမချီမှာပဲတော်တော်လေးကိုယုံကန်ပြီးတော့ submission ပိုင်းတော့မရောက်လိုက်ပင်မဲ့ပြပြတသားကြီးကို Matas Gamrock က အနိုင်ရနေအရှုံးဖြစ်သွားပြီ second round မှာလည်းအဲ့ဒီတိုင်းပဲဘတ် position ထပ်ပြီးတော့ပေးရတယ် real nickel ချုံနဲ့ပဲအရှုံးပေးလိုက်ရတယ်ရှင်ထိုးတဲ့အခါမှာလည်း technique ပိုင်းမှာ matas gamro ကတာတယ်လို့ပြောလို့ရပေမဲ့ခொနကထိထားတဲ့ lock တွေအကြောင်း joint lock တွေအကြောင်းသူ့ရဲ့လက်ကအပြည့်အဝပါဝါမထွက်တော့ထင်သလောက်အလုံးမဖြစ်ခဲ့ဘူးဒီအချက်ကလေးအမားလေးတစ်ခုကပဲစင်ကလက်ပြေးဆွဲမိတဲ့အမားလေးတစ်ခုကပဲသူ့ကိုနိုင်လောက်တဲ့အနေထားကနေပြီးတော့ချက်ချင်းအရှုံးကိုပြောင်းပေးလိုက်တာပါ ။ Olivera ကတော့ Olivera ပဲ။ရာသမျှအခွင့်အရေးကိုတင်ကျုံပြီးတော့အမီးရတုံးချနိုင်ပြီးတော့နိုင်ပွဲတစ်ပွဲကိုထပ်ပြီးတော့ပေါ်ဆောင်သွားနိုင်ပါတယ်။ပွဲပြီးမှလည်း Holloway နဲ့ BMF ကဘတ်လိုချင်ကြအောင်တောင်းဆိုသွားပါတယ်။ Holloway ဘက်ကလည်းကျွန်တော်ဒီဗီဒီယိုရိုက်တဲ့အချိန်မှာတော့ပြန်ပြီးတော့တုံ့ပြန်ထားပါတယ်။ဆိုတော့ပွဲဖြစ်နိုင်ခြေများပါပြီ။တခုထပ်ပြီးတော့ကြည့်ရမှာက UFC အင်ပြူတော်ပွဲမှာဒီပွဲကပါလာမလားဆိုတာပါ။နေရတာပါဒီနေ့မနေ့ကထိုးသွားတဲ့ UFC Final ရဲ့ ပွဲပြီးသုံးသချက်ကတော့ဒီလောက်ပါပဲအပြည့်စုံကို Telegram မှာကြည့်လို့ရပါမယ်တတာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ